Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United က Brentford နဲ့ပွဲစဉ်အတွက်ထွက်ခွာသွားတဲ့အသင်းရဲ့လူစင်းကြီးတွေကျွန်တော်တို့ရထားသလိုတိုက်စစ်ကစားမှာဖြစ်တဲ့ Harry Kane နဲ့ပတ်သက်ပြီးတော့လည်းသတင်းတွေရထားတာတွေကျွန်တော်တို့ရှိပါရစေ။ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘောတော့ဒီဒီညက်နေ့ကျွန်တော်တို့ဒီရှင်ပြိုင်ကစားမဲ့6နိုင်မှာရှင်ပြိုင်ကစားမဲ့ Brentford နဲ့ပွဲအတွက်အသင်းဘက်ကထွက်ခွာသွားတဲ့ကျွန်တော်တို့လူစင်းကြီးတွေမှာဆိုလို့ရှိရင်ကုသမနေရာမှာ ကျွန်တော်ဒါပါရင်ဒါပါမယ် lemons ပါမယ် tomato ပါမယ်ပေါ့နော်နောက်တန်းမှာဆိုလို့ရှင်တော့အဲ့တော့ Eden Heaven ကျွန်တော်ပါမယ် Lenio တို့ Diego Leon ရဲ့ပြီးလို့ရှင် Delic ရဲ့ Dalo Harry Maguire Tyler Fredericksen နဲ့ Patrick Drogu Luke Shaw ဆိုပြီးတော့ကျွန်တော်ပါတယ်အတင်းမှာနောက်တန်းညီကတော့အမှန်ကန်အများကြီးပဲပေါ့လေခုနကကျွန်တော်ပြီးခဲ့တဲ့ညီကပြောခဲ့တဲ့ Master V တို့ပါတို့ကတော့ injury ပြဿနာတွေဘာတွေကြောင့်ကျွန်တော်မပါခဲ့ဘူးဆိုတော့ကောင်းတာတစ်ခုကတော့ဓာတ်လော့ပေါ့နောက်တန်းမှာဓာတ်လော့ပါလာတယ်ဆိုတာကအသင်းတို့အများကြီးကောင်းနေရပါသူတမင် right wing backs တွေမှာဘလူးမန်အဆင်မပြေတဲ့အချိန်မာစတာဗီတို့ဘာလို့ injury ပြဿနာတွေဘာတွေကျွန်တော်ရနေပါတယ်ဆိုတဲ့အချိန်မှာဓာတ်လော့တို့ကိုကျွန်တော်အနေနဲ့အားကိုးရမှာเนาะဓာတ်လော့တို့ကိုအမှန်ကန်အားကိုးရမယ်ကွင်းလယ်မှာဆိုလို့ရှိရင်တော့ Ugarte Fernandez Mason Mount Kobe Menu ဆိုပြီးတော့ကျွန်တော်ပါတယ်အဲ့ဒီမှာလေကွင်းလင်ကစားမကကျွန်တော်အများကြီးမရှိဘူးကက်စမဲရိုက အနီကထိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တပွဲလွဲမယ်ပေါ့နော်ဆိုတော့ကက်စမဲရိုမပါဘူးဥကာတိရှိမယ်ဖာနန်ဒက်ရှိမယ်မေဆန်မောက်ရှိမယ်မင်းနူးရှိမယ်ဒီညမှာကိုဘီမင်းနူးလေးပွဲထွက်ခွင့်ရလာမလားဆိုတာပဲကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်တိုက်စစ်မှာဆိုလို့ရှိရင်တော့မတ်တီးစ်ကွန်ညာဂျိုရှူအာဇစ်ဇီဘင်ဂျမင်ရှက်ကူနဲ့ပရိုင်ယန်အမ်ဘူမိုပေါ့လေဆိုတော့ဒါအသင်းမှာရှိတဲ့တိုက်စစ်ကစားမားတွေပဲနော်လူငယ်လေးဖြစ်တဲ့ဥဘီမာတင်တို့ဘာတို့ကတော့လူစင်းလေးကိုကျွန်တော်သာပါမလာဘူးပေါ့ဗျာဆိုတော့ဒါကလည်းရှိမန်ချက်စတာယူနိုက်တက်ရဲ့ဘရန်ဖို့နဲ့ပွဲစဉ်တွေထွက်ခွာသွားတဲ့လူစင်း တော့ right wing backs နေရာမှာဘလို့အပြောင်းလဲဒီကျွန်တော်လှုပ်လာမလဲကွင်းလေကက်စမဲရိုမပါတဲ့နေရာမှာဥကာတီးနဲ့ပဲကျွန်တော်ပွဲထွက်လာမလားဒါမှမဟုတ်ဘရူနိုနဲ့မိန်းနူကိုတွဲပေးလာမလားကျွန်တော်ကြည့်ရမယ်တိုက်စစ်ကကောကျွန်တော်ဘင်ဂျမင်ရှက်ကူကိုပွဲထုတ်ပါမလားပေါ့ဒါတွေကလည်းကျွန်တော်ရှိသေးတာဆိုတော့ဒါကလည်းရှိမှဆိုလို့ရှိရင်အသင်းအနေနဲ့ပေါ့နော်ကျွန်တော်ဒါထွက်ခွာသွားတဲ့ brand four နဲ့ပွဲစဉ်အတွက်လူစင်ရင်းမှာဆိုတော့ဂျီကော့စ်ဗန်ကပြောထားတဲ့တိုက်စစ်မှုနေရာမှာ Harry Kane နဲ့ပတ်သက်တဲ့တဲ့ရင်ဒီနေရာမှာ တခုတော့ရှိရပြသေးလား Harry Kane က အရင်လက်ရှိဘိုင်ယန်မြူးနစ်ကိုပြောင်းမသွားခင်ကတည်းကမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကအမှန်ကန်ခေါ်ချင်တာပြည်ထနာကအဲ့ဒီလုံကလဗိုင်းကကျွန်တော်နေတဲ့ United ထံကိုမှမဟုတ်ဘူးဘယ်ပရီးမီးယားလိပြိုင်ဘက်အသင်းထံကိုမှသူကလက်မလွတ်ချင်ဘူးလွယ်လွယ်ကူကူနဲ့အဲ့ဒါကြောင့်မလို့သူတို့ပြီးပါကလပ်အသင်းတင်းကိုတန်းတရာနဲ့ကျွန်တော်လက်လွတ်လိုက်တယ်ပြည်တွင်းကလပ်တွေဆိုလို့ချင်းတန်း120ပြီးရမယ်125တန်းပြီးရမယ်ဆိုတော့ပုံစံမျိုးတွေနဲ့လှုပ်ထားတော့ United က Harry Kane ကိုကျွန်တော်မခေါ်နိုင်ခဲ့ပဲနဲ့ ရက်စမာဝိုင်လန်နဲ့လည်းပဲကျွန်တော်တို့ကအဆုံးသတ်ခဲ့ရတာအခုဆိုဝိုင်လန်ကသူများအသင်းကိုတော့ပြန်ပြီးတော့ပြောင်းသွားပြီးကိုရီမာဘလူးမန်တိုက်စစ်ကအခြေအနေမကောင်းသေးဘူးဆိုတော့ဟယ်ရီကိန်းကိုကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့ကျိုးပန်းလာနိုင်ဖို့မရှိဘူးလို့ပုံသေးပြောလို့မရဘူးပေါ့ဒီနေရာမှာ Gigos Ban Report လောက်ထားတဲ့တင်ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘက်ကတော့တိုက်စစ်ကစားမှပြတဲ့ဟယ်ရီကိန်းရဲ့အခြေအနေကိုကျွန်တော်ကစောင့်ကြည့်နေလျက်ရှိတယ်ပေါ့ဗျာနော်ဟယ်ရီကိန်းကတော့စပါမဟုတ်တဲ့တခြားပရီးမီးယားလိဂ်ကလပ်အသင်းကိုလည်း ပြောင်းရွှေ့ဖို့အတွက်အလားအလာတွေအမှန်ကန်ရှိနေတယ်ပေါ့နော်။လာမယ့်ရာသီမှာဆိုလို့ရှိရင်စာချုပ်ဖြတ်သိမ်းရေးပေါင်56တန်းနဲ့ထွက်ခွာနိုင်မဲ့ဒီအချက်လက်ကပေါ့နော်အသက်ဝင်လာမှာဖြစ်တယ်လို့ Hurricane ကိုယ်တိုင်ကလည်းဂိုးသွင်းအများဆုံးစံချိန်ကိုရယူဖို့အတွက် Premier League ကိုပြန်လာဖို့မျှော်လင့်နေစေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဒီနေရာမှာ Hurricane ကကျွန်တော်အလန်ရှီးယားရဲ့ Twin Goal 260လာလား Premier League မှာ Twin Goal အများဆုံး Twin Goal 260စံချိန်ကိုလိုက်နိုင်မဲ့အခွင့်အရေးကသူ့မှာရှိတယ်။ အခုဆိုလို့ရှင်လည်းပဲ Bayern Munich မှာဆိုလို့ရှင်တကယ်ကောင်းတဲ့ performance ဒီပါလေကျွန်တော်ပြနေပြီကျွန်တော်ကတော့နံပါတ်1ကျွန်တော်တို့တွေ့ရမှာကဘာကြောင့် Bayern Munich ကလည်းပြောင်းမှလဲပေါ့ဒါကိုပဲကျွန်တော်ကြည့်ရမှာအဲ့ဒီမှာသူက Bayern Munich မှာအရင်ကောင်းနေတဲ့ Champions League အခွင့်အရေးတွေလည်းကျွန်တော်ရှိတယ်နော်ဒါအပြင်ဒီယာဒီမှာဆိုလို့ရှင် Champions League တွေပါလေယူနိုင်မှုအတွက်ဒီမှာသူတို့မှာဒီယာဒီအစတကယ်ကောင်းတဲ့ပုံစံမျိုးတွေစတင်ထားနေတာလေးကျွန်တော်ရှိတယ်။ Bayern Munich ကိုကျွန်တော်ကြည့်တော့လည်းပဲတိုက်စစ်မှာ အာကူဝါရာဆိုလို့ကျွန်တော်တိုက်စစ်မှုစစ်စစ်ဖြစ်ကဟယ်ရီကိန်းပဲကျွန်တော်ရှိတာဒီနီကလက်ဂျက်ဆင်တို့ဘာလို့လဲပတ်သက်လို့ကအငှားခေါ်ထားတာဖြစ်လို့လည်းဘာမှမသိကြသေးဘူးဟယ်ရီကိန်းကိုသူတို့လက်လွတ်မယ်ဆိုရင်ဘယ်တိုက်စင်မှုကိုလက်ရှိဒီຫນွေမှာလာမယ့်ຫນွေမှာအစားထိုးခေါ်มาလဲပေါ့ဒါရီကလည်းကျွန်တော်ရှိသေးတာဒါပေမဲ့လို့ပေါ့နော်ဟယ်ရီကိန်းလိုအသက်အရွယ်နဲ့ပေါင်56သန်းထိပြင်ပြီးတော့ရောင်းလို့ရမယ်ဆိုရင်ဘိုင်ယန်ဘက်ကလည်းလက်တွန့်ကျင်มาတွန့်ပါအဲ့တော့ကျွန်တော်ဟယ်ရီကိန်းနဲ့ပတ်သက်လို့ရှိရင် ဘိုင်ယန်မြူးနီရဲ့ဘက်ကလုံးဝလက်မလွတ်ဘူးလို့လို့ပုံတည်ပြောလို့မရဘူး။ဒါပေမဲ့လို့ဘိုင်ယန်မြူးနီလိုအတင်မျိုးဆူဖလားတွေကိုအမှန်ကန်စင်ခွန်နိုင်နေပြီးတော့ကိုယ့်ရဲ့ဘောနော်ကျတော့ဒီအသက်အရွယ်ကလည်းအပြန်ပြီးတော့အနားယူရတော့မယ့်အချီနီဘက်ကိုလှည့်လာတယ်ဆိုတဲ့အနေအထားမျိုးမှာဘာကြောင့်မြန်ဘိုင်ယန်မြူးနီကနေပြီးတော့ထွက်မလဲဆိုတဲ့အချက်ကတော်တော်လေးတော့စဉ်းစားကြည့်ရပါဘောနော်။ဒီနေရာမှာတခုရှိတာကဟယ်ရီကိန်းဘက်ကနေကျင်ပါတယ်ဆိုရင်တော့မှဘိုင်ယန်မြူးနီကဒီလိုအသက်အရွယ်ရှိတဲ့ကစားသမားကို56တန်းနဲ့လက်လွှတ်ရမယ်ဆိုတဲ့အခွင့်အရေးမျိုးရှိတယ်ဆိုရင် ပြန်ပြီးတော့လက်မလွတ်နိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူးအဲ့ဒီတော့ဟိုတနေ့ကလည်းပဲစပါနီးပြဖြစ်တဲ့ Thomas Frank က Harry Kane သာပြန်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးဝကိုစောင့်ကြိုနေမှာကျွန်တော်တို့အင်မတန်ပြန်ပြီးတော့လက်ခံမှာကြိုးစားမှာဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ် Harry Kane တို့ဘာလို့ကစပားကိုပဲပြင်ပြီးတော့သွားနိုင်ကြီးများတယ်လို့ကျွန်တော်ထင်တယ်။ Thomas Frank ရဲ့လက်အောက်မှာလည်းတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လက်ရှိသူတို့မှာ Solan Kiro လို့ကျွန်တော်ကစားမားရှိတယ် ရုရှားလီဆန်တို့လိုကစားမားတွေကျွန်တော်ရှိရယ်ပေါ့နော်ဒါပေမဲ့ဟယ်ရီကိန်းလိုကစားမားမျိုးပြန်လာမယ်ဆိုရင်လည်းညင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒီတဲကမှကိုရီယူနိုက်တက်ကပေါ့နော်ကျွန်တော်သာဟယ်ရီကိန်းကိုခေါ်နိုင်ခြင်းရှိသလားပေါ့ဒါအပြင်ဟယ်ရီကိန်းကလည်းစပါမှာမဟုတ်ဘူးတခြားဘယ်ပရီးမီးယားလိကလပ်မဆိုသူကပြောင်းရွှေ့ဖို့အတွက်အလားအလာရှိတယ်လို့ကျွန်တော်ပြောထားတယ်ဒါပါတော့ရမန်ချက်စတာစီးတီးကလိုချင်နေတယ်လို့နော် CD ကလည်းရှိဟာလန်ရှိတယ်ဆိုတော့လေနောက်ပြီးလို့ရှိရင်အဲလီဗာပူးတင်းကလည်းအီဆက်တို့ပါလို့ရှိတယ်ဗျအာဆနယ်ကလည်းဗီတာယိုခရစ်တို့ပါလို့ကျွန်တော်ရှိတယ် เนาะအဲ့လိုမျိုးဆိုတော့ပြန်မပြောင်းပြန်ပြောင်းခြင်းနေဆိုလို့ရှိတော့မှစပါမဟုတ်တဲ့အသင်းကိုလည်းကျွန်တော်ကလမ်းဖွင့်ထားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဆိုတော့ကိုရီအနေနဲ့စောင့်ကြည့်နေတဲ့ဟယ်ရီကင်းရဲ့အခြေအနေကိုအထူးသဖြင့်ဘင်မင်ရှစ်ကိုရဲ့အနေထားကဘယ်လိုပြောမလဲအခုမှပရီးမီးယားလိကိုရောက်လာတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဘယ်သူတိတ်သဘောမကျတဲ့သဘောမကျဘူးเนาะသူ့ထက်ပို့ပြီးတော့အထွေကြုံနေရှိမယ်လက်ရှိအရန်တင်တုံးလို့ရမယ်ဆိုတဲ့ကစားမတစ်ယောက်ကိုလိုချင်တာပေါ့ဒါပေမဲ့လို့ပြကျွန်တော်ကတော့ဟယ်ရီကင်းကိုကစားမမျိုးကိုလက်ရှိပေါင်60နဲ့6တန်းဆိုတာမျိုးက ရမယ်ဆိုလို့ရှင်လည်းနှစ်နှစ်တန်တီနှစ်နှစ်တည်တယ်မလားကောင်းကောင်းသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ Harry Kane လို့တိုက်စစ်မှုကြီးကိုရအောင်ကျွန်တော်ခေါ်ထားပြီးတော့အခွင့်အရေးဖန်တီးမှုလုပ်မပေးနိုင်ရင်အလကားပဲဗျာအခွင့်အရေးဖန်တီးမှုလုပ်မပေးနိုင်အလကားပဲနော် Harry Kane လို့ကစားမမျိုးကြီးကျွန်တော်ခေါ်ထားပြီးတော့ကောင်းတာအထက်တင်နေကျွန်တော်တို့နော်ကစားနိုင်မယ်ဆိုလို့ရှင်လည်းပဲကျွန်တော်အလကားပဲဟုတ်တယ်မလား Harry Kane ဆိုတာမျိုးကပြီးတဲ့လွှာတဲ့ကစားမမျိုးမှကျွန်တော်မဟုတ်တာ နော်ပြီးလို့ရှင်တော့တိုက်စစ်မှုကြီးဘု து ကိုပဲခေါ်ခေါ်အတင်းကအခွင့်အရေးတွေပါတယ်ဖန်တီးပြနိုင်ခြင်းရှိမနေဘူးဆိုရင်ဘာမှအခြေအနေကောင်းနေမှာမဟုတ်ဘူး MO ရဲ့လက်ရှိဒီပုံစံတိုင်းအာ behind the runs တွေလောက်လာဟေးသိတယ်မလားနော်ကွန်တိုအလောက်ကနေ heavy game ကိုပြီးခိုင်းနေလို့ပါလို့ကျွန်တော်ဘလို့မှအဆင်ပြေနေမှာမဟုတ်ဘူးဒါပေမဲ့တိုက်စစ်မှုဆိုတာထက်ကျွန်တော်လက်ရှိမှာလက်ရှိမှာကပေါ့နော်ကွင်းလေကပြေပြဿနာကြီးနေတာဗျာကျွန်တော်တိုက်စစ်မှာဘင်ဂျမင်ရှက်ကူကပြဿနာဖြစ်နေတာမဟုတ်ဘူးနော်ဘင်ဂျမင်ရှက်ကူကပြဿနာဖြစ်နေတာမဟုတ်ဘူး ကျွန်တော် white land ကပြည်တနာဖြစ်နေကြတာမဟုတ်ဘူး။ဒါပေမဲ့လို့ white land ထက်တော့ HSK ကပို့ပြီးတော့ကျွန်တော်ကောင်းနေ။အဲ့ဒါတော့မှနောက်ထပ်တိုက်စစ်မှုတစ်ယောက်ကိုကျွန်တော်လူကြီးသေးတယ်ဆိုပြီးတော့ကျွန်တော်ကြည့်ရင်ဒါအချင်းကြီးကမဟန့်ဘူး။နောက်ဆိုတော့ Benjamin HSK ဒီအသက်ငယ်ကောင်းငယ်လိမ့်မယ်။ဒါပေမဲ့လို့သူဟာအသင်းတသင်းမှာပုံမှန်ပွဲကစားခွင့်ရပြီးတော့ goal တွေသွင်းနိုင်တဲ့အရေးချင်းကသူ့မှာရှိနေပြီ။နော်ကျွန်တော်တို့ကအခွင့်အရေးဖန်တီးပေးနိုင်မယ့် assistant တစ်ခုကိုတိစောက်ပေးဖို့ပဲလိုတာ Benjamin HSK အတွက်။နောက်ထပ်တိုက်စစ်မှုတစ်ယောက်ကျွန်တော်ထပ်ပြီးတော့လိုတာမဟုတ်ဘူး။ ဘူးမရလို့ဆိုပြီးတော့ဗောနော်ကျွန်တော်သာနောက်ထပ်တိုက်စစ်မှုတယောက်နေပါထက်ခေါ်ရမှုကဖြည့်ရှင်းချက်ကျွန်တော်မဟုတ်ဘူး။ကိုင်းရဲ့လိုအပ်ချက်တွေကျွန်တော်ကြည့်နေတာနီးပြာကတိုက်စစ်စဉ်ကစားဟန်ဤကကျွန်တော်ဗောနော်တိုက်စစ်မှုအတွက်ဥတည်မကစားတဲ့အခါတိုက်စစ်မှုကဂိုးမသွင်းနိုင်တာဒါတွေကနီးပြပြောင်းလဲမှရမယ်ကျွန်တော်အရာတွေနော်အဲ့လိုအရာတွေကတိုက်စစ်မှုနောက်တစ်ယောက်ပြောင်းခေါ်လိုက်လို့ပြောင်းလဲသွားမှာမဟုတ်ဘူး။နီးပြရဲ့ချင်းကဲမှုပုံစံမပြောင်းမချင်းဒါတွေကကျွန်တော်နေတိုင်းပဲဖြစ်နေမှာ hurricane ရောက်လာလဲပဲစပါးမှာအဆင်ပြေတယ် england မှာအဆင်ပြေတယ် နော်ဗာလဲပိုဘိုင်းမြူနစ်မှာအဆင်ပြေတယ်ကိုအသင်းမှာကျွန်မတိုင်ပတ်သွားတယ်လို့ဗါလို့ကျွန်တော်လာမှာပဲအဲကြလို့ရှိရင်လည်းဗာဟာအသက်ရွယ်အကြောင်းဆိုပြီးတော့ကျွန်တော်လာကြမှာတကယ်တမ်းကတိုက်စစ်မှုရှိတဲ့အခါတိုက်စစ်ကိုဥတည်မကစားရင်အလကားပဲဒါကြောင့် United အနေနဲ့ Harry Kane ကိုဗါလို့ဆိုတာမျိုးကကစားမညံ့တဲ့သူမဟုတ်ပါဘူးတကယ်လည်းပဲခေါ်ရင်ကောင်းနိုင်စွမ်းရှိတဲ့ player မျိုးပါတိုးတော်လည်းပဲကျွန်တော်တို့ကကွင်းလေကိုအားဖြည့်ရမယ်ဂူသမားတွေကျွန်တော်လိုအပ်ချက်ရှိနေတယ်နောက်တန်းမှာလိုအပ်ချက်တွေရှိ Winbacks တွေလိုအပ်ချက်ရှိနေတယ်ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ထားဖို့ကျွန်တော်လိုတယ်အသင်းအနေနဲ့ เนาะကျွန်တော်တို့အစာကြင်မလို့ပါလို့ရဲ့ဘက်ကတကယ်ဘာမှမဟုတ်တဲ့နေရာတွေအစာထိုးရင်းနဲ့ကျွန်တော်တို့ဗောနောတချို့အစာထိုးရမယ့်နေရာတွေကိုလစ်လူရှုခဲ့တယ်လို့ကျွန်တော်ဖြစ်ထားတာအဲ့အတွက်ကျွန်တော်တို့တကယ်တကယ်လိုအပ်တဲ့နေရာတွေကိုအမှန်ကန်ခေါ်ဖို့လိုတယ်ကျွန်တော်တိုက်စင်မှုကောင်းမှာ hurricane ကပြောစရာမလိုပါဘူးเนาะကျွန်တော်ညီကလေးနေရောဘယ်လိုမြင်ရလဲ hurricane ကိုကျွန်တော်ဘာပဲဖြစ်ဖြစ်ရအောင်ကြိုးပမ်းတင်တည်တယ်လို့ကျွန်တော်ထင်ကြတာဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်